Wi-Fi line မကောင်းလို့စိတ်ညစ်နေတယ်ဆိုရင် DB မှာတော့ Wi-Fi line ကောင်းအောင်လုပ်နေကို step by step သင်ပေးမှာဖြစ်ပါတယ်။သင်က Wi-Fi line မကောင်းလို့အခုချိန်ထိစိတ်ညစ်နေတယ်ဆိုရင်တော့ခုကျွန်တော်ပြောတဲ့နီလန်တွေကိုလောလိုက်ပါ။ဒီနီလန်တွေကိုလောလိုက်တာနဲ့ Wi-Fi line ကောင်းသွားမှာဖြစ်ပါတယ်။ share ကောင်းမှာဖြစ်ပါတယ်။အဲအကြောင်းဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ဒီဗီဒီယိုမှာတော့ဖုန်းမှာပဲလုံးလို့ရမှန်းနီလန်ကိုကျွန်တော်မျှဝေပေးမှာဖြစ်လို့နော်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ ကဲအချိန်မဆွဲပန်းတဲ့ဒီဗီဒီယိုကိုစာလိုက်ရအောင်ကျတော့အရင်ဦးဆုံးလောက်ရမှာကနော်ကျတော့ wifi နော်ကိုယ့်ရဲ့ wifi ကိုဒီလိုချချာလေးနေလိုက်မှန်းဥကေချချာလေးနေပြီးရင်ကျတော့မှဒီမှာဆိုရင်ဒီမှာကြည့်မှဆိုရင်ဒီမှာများလေးရှိရနော်ဒီများလေးကိုတစ်ချက်နေလိုက်မှန်းဥကေများကိုနေပြီးတာနဲ့ဒီလိုအောက်ကိုဆွဲမယ်နော်အောက်ကိုဆွဲမယ်ဒီမှာဆိုရင်အဲဒီလိုပုံစံ IP setting ဒီလိုပေါ်လာအောင်ဖြစ်ပါနဲ့ကျွန်တော်ဒီ IP setting ကိုတစ်ချက်နေလိုက်မှန်း ဒီမှာ static ရှိရဒီကောင်ဝင်နေလိုက်မယ် static ကိုနှိပ်ပြီးရင်ဒီမှာကြည့်မှာဆိုရင် IP address router ဒီလိုပုံစံပေါ်လာမှာဖြစ်ပါနော်ဒါကကို wifi ရဲ့ IP address ဒါက router ရဲ့နော် router နော်ဒီမှာဒီလိုပုံစံပေါ်လာမှာဖြစ်ပါဒီမှာ DNS 1ရှိရဒီမှာအာ DNS 2ရှိကျွန်တော်က DNS 2ကိုပြောင်းရမှာဖြစ်ပါနော်ကျွန်တော်က DNS 2ကိုပြောင်းမယ် ဒါရကွေးဖုန်းမှာနော် line မကောင်းရင်ဒီနီလန်ကိုလိုလိုက်ပါတခြားဖုန်းမှာသူများဖုန်းမှာတော့ wifi line ကောင်းတယ်ကွေးဖုန်းမှာ line မကောင်းဘူးဆိုရင်တော့ခုကျွန်တော်ပြောတဲ့ဟာကိုလိုလိုက်ပါနော် DNS 2မှာ114နော်14 .114 .114 114.114เนาะဒီလိုပုံစံနဲ့ရေးပြရမှာဖြစ်ပါเนาะဒီမှာ၄ချိန်เนาะ14เนาะ10နဲ့3လေးရေးပြပါเนาะဒါက သူမဖုန်းမှာ wifi line ကောင်းနေတယ်ကိုယ့်ရဲ့ဖုန်းမှာတော့ wifi line မကောင်းဘူးဆိုရင်ဒီနီလန့်ကိုလွတ်လိုက်ပါနော် okay ပြီးရင်ဒီအမန်ချစ်လေးဒီမှာရှိရဲ့နော်ဒီကောင်ကိုနှိမ့်လိုက်ပါ okay ဒီကောင်ကိုနှိမ့်တာနဲ့သူကကျွန်တော်တို့ဖုန်းမှာလည်း line server ကောင်းအောင်လုပ်ပေးမှာနော်ကိုယ့်ရဲ့ဖုန်းမှာ line server မကောင်းဘူးဆိုရင်တော့ခုကျွန်တော်ပြောတဲ့ DNS setting နံပါတ်2ကိုလွတ်လိုက်ပါနော် DNS 2ကိုကျွန်တော်ပြောတဲ့နံပါတ်ထပ်လိုက်ပါနော်ဒီနံပါတ်ကိုထပ်ထပ်လိုက်ုံနဲ့ wifi line ဆွဲကောင်းသွားမှာဖြစ်ပါတယ်တစ်ချက်စမ်းကြည့်ပါเนาะတကယ်လို့တင်ရဲ့ဖုန်းမှာဒီနီလန့်မရရင် comment မှာမရဘူးလို့ရေးပြပါကျွန်တော်ကတခြားနီလန့်တွေမျှဝေပေးမှာဖြစ်ပါတယ်ဒီနီလန့်မရရင်တခြားနီလန့်ကိုကျွန်တော်ပြန်ပြောပြပါမယ်ကဲခဏရက်အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်